အားလုံးပဲမင်္ဂလာပါရေဝချမ်းလေးမှာပြန်လဲကြိုဆိုလိုက်ပါတယ်ဒီကနေ့မတ်လ19ရက်နေ့ဒီကနေ့မှာတော့အကြမ်းမတ်ဖက်စစ်စစ်ရှုံးခေါင်းဆောင်မင်းအောင်လှိုင်ကနိုင်ငံတော်ဆုံးရှုံးထားတဲ့မြို့ရွာနေမြေတွေကိုပြန်လဲတိုက်ခိုက်အရာယူပေးနိုင်ဖို့အတွက်ချက်လက်ခေါ်ထားပါလေဆိုတော့ရေဝုန်ဆုံးစားတဲ့သူတွေအတွက် ထိုက်ခိုက်တန်တန်စုဝင်ချင်းမြင့်ပေးသွားမယ်ဆိုတဲ့အကြောင်းပြီးတော့စုံချုပ်ထားတဲ့မြို့နယ်မြေတွေကိုပြန်လည်တိုက်ခိုက်သိမ်းပိုက်နိုင်တဲ့သူတွေကိုယာတူးအပြင်စုရစိတ်ဘွဲ့စိတ်တွေပါပြည့်ရသွားမှာ ဖြစ်တဲ့အကြောင်းပြောဆိုလာခဲ့ပါတယ်ဒီသင်းနဲ့ပတ်သက်ပြီးကျွန်တော်ရဲ့မိဘတွေကြားရမှာဖြစ်ပါတယ်နောက်တဲ့ဇင်းတစ်ခုကတော့ လက်ရှိအချိန်မှာရှေတန်းမှာ လင်ပြောင်းနေတဲ့သူတွေအကြောင်းနောက်ထပ်ခြင်းမှာလည်းပဲသာသနာမပုံတင်ကိုင်းဆောင်ထားတဲ့ယဟန်တွေစစ်မှုထမ်းရတော့မယ်ဆိုတဲ့အကြောင်းတွေဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့မှာတိဆက်မဲ့သတင်းတွေကထူးခြားစမ်းကြယ်လွန်းတာကြောင့်ကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးထိဝင်းရကြည့်ရှုကျွန်တော်မိဘပြည်သူတဦးချင်းစီတိုင်းကိုတရေစာဖိတ်ခေါ်လိုက်ပါတယ်။ ကျွန်တော်မိသားစုဝင်တွေအားလုံးမင်္ဂလာပါဆိုတော့ကျွန်တော်ဒီကနေ့မိတ်ဆက်ပေးချင်တာကကျွန်တော်တို့ရဲဘော်တယောက်ချင်းစီရဲရိတ်ခါတွေနဲ့မိတ်ဆက်ပေးမှာဖြစ်တယ်အဲဒါတွေကအခုကျွန်တော်တို့ရဲဘော်တူချင်းစီတိုင်းအရေးပေါ်လိုအပ်နေတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဒါနေမြေရွှေတရားမှုတော်၎င်းကျွန်တော်တို့စစ်စင်ရတဲ့ပူပေါင်းဆောင်ရွက်တဲ့အချိန်တွေမှာကျွန်တော်တို့ရဲဘော်ဒီစာနယ်ရိတ်ခါကြောက်တွေလိုအပ်နေပါတယ်ဆိုတော့ okay ဘလို့စာနယ်ရိတ်ခါတွေလိုအပ်နေတာလဲကျွန်တော်လည်းအတူတူကြည့်အောင် โอเคအခုကျွန်တော်ရှေ့မှာရောက်နေတာကတပုံထုတ်ကုန်ကြီးဖြစ်တယ်။ဒါတပုံမိသားစုတွေထုတ်လာတဲ့ကျွန်တော်တို့ရိတ်ခါကြောက်တွေဖြစ်တယ်ပေါ့နော်။ဒီရိတ်ခါကြောက်တွေကကျွန်တော်တို့ဒါရဲဘော်တွေတယောက်ချင်းစီအတွက်လိုအပ်တယ်။ပြီးတော့ကျွန်တော်တို့ရဲဘော်တဦးချင်းစီတိုင်းအတွက်ဒီလိုအတွဲအဆက်၃မျိုးကျွန်တော်တို့ပို့ပေးมาဖြစ်တယ်ပေါ့နော်။ ဒီသုံးမျိုးမှာဆိုရင်ကျွန်တော်တို့အဲရဲဘော်တယောက်စာအတွက်ဆိုရင်ကြသားမွားကြော်ပါမယ်မဲသားမွားကြော်ပါမယ်ပြီးွားရင်ကျွန်တော်တို့ဒါဟုတ်လက်ဖက်တုပ်ပေါ့ဗျာလက်ဖက်တုပ်ဂျင်းတုပ်တစ်မျိုးပါမယ် Ria River အရောအလုံးကသဘုံဖြစ်တယ်ဆိုတော့သဘုံမိသားစုတွေကကျွန်တော်တို့သဘုံတွေအတွက်အကောင်းဆုံးစားနိုင်ဖို့အတွက်ပေါ့နော်သူတို့ဒီပြင်ဆင်ပြီးတော့ထုတ်ပိုးထားတဲ့ပစ္စည်းတွေဖြစ်တယ်သူကလေးစုပ်ပေးထားတဲ့အတွက်ဒီစားတောက်တွေကရေရှည်ခံတယ်ပေါ့နော်ဟုတ်ပြီ ကျွန်တော်ချက်မွားကြော်ကိုအရင်ဆုံးဖောက်ပြီးတော့ထည့်ကြည့်မယ်ချက်မွားကြော်တစ်ခွက်ကြာပါပြီမေဒမွားကြော်ဒါကချင်းတုပ်အဲချင်းတုပ်မှာဆိုရင်နေစားယုံပဲပေါ့နော်ကျွန်တော်တို့ပြင်ဆင်ပေးတာကျွန်တော်တို့ဒီ မပြန်ကျော်ကိုကျွန်တော်တို့စီရွှဲနေတယ်ဗောနော်စီရွှဲပြီးတော့ကျွန်တော်တို့ပြန်ကျော်ပြီးသားတယ်ဗောနော်ပြန်ကျော်ပြီးသားတာကိုကျွန်တော်တို့တွေ့ရတယ်ဗောနော်ဒါကတော့လက်ဖက်သုပ်ဗောနော်ဆိုတော့ကျွန်တော်ရဲဘော်တယောက်စာအတွက်ဒီ package တစုံစာပေါ့ဒီ package တစုံစာကကျွန်တော်တို့စသားမွားကြော်ပါမယ်ပြီးွားရင်ကျွန်တော်တို့မဲသားမွားကြော်ပါမယ်ပြီးွားရင်လက်ဖက်သုပ်တပွဲပါမယ်ဆိုတော့ရဲဘော်တယောက်ထားအတွက်ကတော့ဖူလုံမှုရှိသွားပြီပေါ့နော်ဆိုတော့ ဒီ၃မျိုးကျွန်တော်တို့ဒီရှမ်းမြောက်အာဒီတဘုံစားတောက်ကုန်လေးပေါ့နော်စားတောက်ကုန်လေး၃မျိုးဝမ်းဆက်ရဲဘော်တယောက်စားအတွက်ကျွန်တော်တို့ဘတ်တရားသတ်မှတ်ထားပြီးတော့တို့မြန်မာငွေနဲ့ဆိုရင်တော့12000လောက်ကျသင့်ပါတယ်ရဲဘော်အယောက်900စားအတွက်ကျွန်တော်တို့စီစဉ်မဲ့တဘုံပစ္စည်းတဘုံစားတောက်ကုန်လေးပေးပို့သွားမယ့်အစီအစဉ်မှာကျွန်တော်တို့အားလုံးတဦးချင်းစီတိုင်းမိမိတို့နိုင်တဲ့ဘက်ကနေပြီးတော့အကူအညီပေးဖို့ကျွန်တော်ဒီရဖိတ်ခေါ်လိုက်တယ် ဆိုတော့အာကျွန်တော်ရဲ့ဒါမိသားစုဝင်တွေကျွန်တော်ရဲ့ညီကိုမောင်နှမတွေအကုန်လုံးကျွန်တော်ရဲဘော်တဦးချင်းစီတိုင်းကိုကူညီဝင်ရန်ထောက်ပံ့နိုင်ဖို့အတွက်ကျွန်တော်ဒီကနေ့ကျောင်းမိဘတွေတွေကိုမိတ်ဆက်ပေးခြင်းဖြစ်ပါတယ်။ဒါကကျွန်တော်တို့လက်အမှန်တကယ်အရန်ကိုအတုံးတဲ့တဲ့ကျွန်တော်ရိတ်ကကြောက်တယ်ဖြစ်တယ်ကျွန်တော်တို့လည်းရမ်းကြိုက်ပါတယ်။ဘာလို့ဆိုမေသားမွားကျော်ကျွန်တော်ကိုနိုင်ရမ်းကြိုက်တယ်ပြီးတော့ကျသားမွားကျော်ကျွန်တော်ခုနိုင်ရမ်းကြိုက်တယ်ရဲဘော်တွေလည်းရမ်းကြိုက်တယ်ပြီးတော့ ဒီမှာထူးခြားတာကဒီလက်ဖက်တုပ်တပွဲလဲပါတယ်။ဥမာကျင်းတုပ်လဲပါတယ်ပေါ့နော်။ဆိုတော့ရဲဘော်တွေအတွက်တကယ်ကိုပိုက်ဖောင်းမဲ့တပုံ package လေးနဲ့ကျွန်တော်မိတ်ဆက်ပေးလိုက်ပါတယ်။ဆိုတော့ကျွန်တော်ရဲ့မိဘတွေတဦးချင်းစီတိုင်းအနေနဲ့ရဲဘော်တဦးချင်းစီတော်၎င်းကျွန်တော်တို့ဒါတရင်တက်ဖွဲ့အစုအဖွဲ့တွတ်တော်၎င်းဝင်းရန်ကူညီပြီးတော့ရိခါရီအဝယ်ယူပေးဖို့ကျွန်တော်ညွှန်လိုက်ပါတယ်။ကျေးဇူးအထူးတင်ရှိပါတယ်။ မဲမကြော်ရင်ဆုံးပြီးကြည့်မယ်လေဟွန်းရမ်းမိုက်ရမဲသားမစားတဲ့သူတွေအတွက်လည်းကြမော့ကြော်ရှိမယ်嗯，可能啊，就有啊。 โอเคยังก้องเลย we are river เราတို့အားလုံးသဘုံအတွက်ဝင်းကူညီကြပါစေဟုတ်ပါတယ်ဒီဗီဒီယိုဖိုင်လေးမှာတင်ပြထားတာကရဲဘော်အယောက်900ဇာအတွက်ရစ်ကထောက်ပို့နိုင်ဖို့အတွက်ကျွန်ရဲ့တော်လန်တော်မိဘပြည်သူတဦးချင်းစီတိုင်းကိုဒလီတစားဖိတ်ခေါ်ထားခြင်းဖြစ်ပါတယ်။ရှေတန်းဆင်မနာပြည့်နေရာတီးတီးမှာ တောင်ဝင်ထမ်းဆောင် နေတဲ့ရဲဘော်တွေအတွက်ခွန်အားမျှဖို့ရာ ကျွန်တော်ရဲ့မိဘပြည်သူတွေတဦးချင်းစီအတွက်တော်၎င်းဒါအဖွဲလိုက်ကျွန်တော်တို့ဒါတရင်လိုက်အကူညီဝင်းရန်နိုင်ဖို့အတွက်ဒါဒီကနေပြီးတော့ကျွန်တော်မေတ္တာရက်ခံပန်းချလိုပါတယ်ဒီနေ့သတင်းတွေမှာမပြောခင်ပရမပရမဦးစွာအတိပေးခြင်းပါတယ်ကျွန်တော်ရဲ့မိဘပြည်သူတွေခီးတွားလာနေတဲ့သူတွေ ဒါကုံသွယ်ရေးလုပ်ငန်းတွေလုတ်ကန်နေတဲ့သူတွေအတွက်ပါလက်ရှိအချိန်မှာ ခီးသွားလာမှုတွေကိုအထူးစင်ကျင်းဇီလိုပါတယ်ပြီးတော့များသောအဖြစ်ကတော့ကျွန်တော်တို့ဒါအမြင်လမ်းမကြီးတွေအသုံးပြုသွားလာနေတဲ့ကျွန်တော်ရဲ့မိသားစုဝင်တွေအတွက်ပါဒီကနေ့မှာပဲကျွန်တော်တို့မတ်လ16ရက်နေ့မနက်7:00နာရီမှာရန်ကုန်မန္တလေးအမြင်လမ်းမကြီးပေါ်မှာတိုက်ပွဲဖြစ်ပွားခဲ့ပါတယ်ဟုတ်ကဲ့ပါအဲ့ဒီတိုက်ပွဲဟာမန္တလေးဘက်ကနေပြီးတော့မောင်းနှင်လာတဲ့ အကျမ်းမဖတ်စစ်ခွေးရဲခွေးကားကိုကြားဖြတ်တိုက်ခိုက်နိုင်တဲ့သတင်းမှာဒီမှာထူးခြားတဲ့အချက်ချက်လည်းရှိနေပါတယ်ဆိုတော့ရန်ကုန်မန်းလေးအမြင်လမ်းမပေါ်မှာတိုက်ပွဲဖြစ်ပွားခဲ့တဲ့ရဲကားတစ်စီးနဲ့အရက်ကားနှစ်စီးသူတို့တွေအသုံးပြုလာတာကိုတွေ့ရတယ်ဆိုတော့ကျွန်တော်ရဲ့မိဘပြည်သူညီကိုမောင်မောင်အပေါင်းတို့ ကျွန်တော်တို့အမြင်လမ်းမှာကြီးပေါ်ရောက်တာပဲဖြစ်ဖြစ်ခေးသွလာနေရင်းနဲ့ပဲဖြစ်စေကျွန်တော်တို့မသိင်္ကာတဲ့ရဲကာရဲခွေစစ်ကာစစ်ခွေဒါမှမဟုတ်ဌာနဆိုင်ရာဒါရင်အမျိုးမျိုးနဲ့တွေ့တယ်ဆိုရင်တနည်းအားဝင်ပြီးတော့အဖေ့တောက်လိုက်ပါဆိုတော့ထမင်းစားလိုက်ပါအဓိကအဖြစ်ကတော့သူတို့နဲ့ခဝူးဝေခွက်ခွာ လိုက်နိုင်ဖို့ရည်ကြည့်ပါတယ် တကယ်လို့မဖြစ်မနေသွားရမယ့်လမ်းခရီးတွေရှိတဲ့ဆိုရင်နေမီကန်တပ်ဖွဲ့ဝင်တွေရဲ့ထုတ်ပြန်ကြီးညာချက်တွေကိုလည်းအသိရှိနိုင်ဖို့လိုအပ်ပါတယ်ဟုတ်ပြီအဲ့ဒီတိုက်ပွဲမှာထူးခြားချက်ပါတယ်လို့ကျွန်တော်ပြောခဲ့ပါတယ်အဲ့ဒီထူးခြားချက်ကတော့မန်လေးဘက်ကနေပြီးတော့မိတ်ရှိလာကိုမောင်းတက်လာတဲ့အကြမ်းဖက်ဖက်စစ်ရဲခွေကဂျာပြတ်တိုက်ခိုက်ခံရတယ်ရဲခွေး9កောင်ပွဲချင်းပြီးတည်ဆုံးပြီးတော့ចានတဲ့កောင်တွေကဆန့်ငင်ဆန့်ငင် ဖြစ်သွားကြတယ် အဲ့ဒီတိုက်ပွဲ ဖြစ်ပွားပြီးတော့ကျွန်တော်တို့တော်လန်သောရဲဘော်တွေတပ်ဖွဲ့ဝင်တွေဟာအထီးကိမ်းမရှိ ပြန်လဲစုတ်ခွာသွားကြပါလေကျွန်တော်တို့ပြန်လဲစုတ်ခွာသွားပြီး နောက်ထပ်တနာကြီးကြော်လောက်အကြာကြမှာအကြမ်းမဖက်စစ်ခွေးရင်နဲ့ရောက်ရှိလာပါလေရင်နဲ့ရောက်ရှိလာပြီးတော့အဲ့ဒီပဝင်းကျင်ကိုရန်တမ်းပြက်ခတ်တိုက်ပွဲပေါ်ဆောင်ပါလေဆိုတော့ ျွန်တော်ကထူးခြားခြင်းဆိုတာအဲ့ဒါကိုပြောချင်တာပါလက်နက်ချင်းတွေ့တဲ့အချိန်မှာအဲ့ဒီကောင်တွေအတကုံအလူးလည်းအပြူးအပြဲအကွဲအပြဲခံရပြီးတော့ခွင့်တည်ဝတ်တည်တည်သွားကြတာကျွန်တော်ရဲ့မိဘတွေအားလုံးရုပ်တံဗီရူနဲ့တကွာတွေ့မြင်ခဲ့ပြီးဖြစ်ပါတယ်ဆိုတော့မှတ်တမ်းတွေလည်းအများကြီးရှိပါတယ်လက်နက်ချင်းချင်းဆိုရင်ငါစလူကောင်တွေဘလို့ခံရလဲ ဒါတော့မှကျွန်တော်တိုက်ပွဲဖြစ်ပွားပြီးတော့တနာကြီးအကြော်ကြမှရောက်လာတဲ့ကောင်တွေကပဝန်းကျင်ကိုရန်တမ်းပစ်ခတ်တယ်ဆိုတော့အဲ့ဒီခွေးအားတွေဘုံနောက်ကကောင်းကြသေးရလားဆိုတော့သူတို့လုံးမဲ့လုံဆက်ကလည်းပဲရှင်းပါတယ်ဆိုတော့ကျွန်တော်တို့တိုက်ခိုက်ခဲ့တယ်သူတို့တွေထိခိုက်သွားတယ်ဆိုတော့သူတို့တွေကိုသူတို့တွေအချိန်မီရောက်လာပြီးတော့ကျွန်တော်တို့ကိုတိုက်ခိုက်ထိမ့်ချုပ်ပြီးတော့ပြန်လဲမောင်းထုတ်နှိုင်ခဲ့တယ်ဆိုတဲ့သတင်းမျိုးကိုလောက်ကြံဖန်တီးတာဖြစ်ပါလိမ့်မယ် ကျွန်တော်တို့ဘက်ကတော့ယိုးဤနေပါပြီဆိုတော့ဒီအပိုင်းတွေအတွင်းမှာခီးသွားလာမယ်ကျွန်တော်မြင်ပါတယ်2 3ပြူပေးပါမဖြစ်မနေသွားလာရမယ်လမ်းခီးတွေမှာဆိုရင်တော့မှန်ချပြီးတော့သွားလာဖို့ကျွန်တော်မေတ္တာရက်ခံလိုပါတယ်ဆိုတော့လက်ရှိရတဲ့လူကလည်းအရန်ပူတယ်ကျွန်တော်တို့နားလဲပါတယ်မှန်ချပြီးတော့မောင်းဖို့ရာလဲခက်ခဲမှုတွေလည်းရှိမယ်ဆိုတော့ကျွန်တော်တို့နားလဲပါတယ်အစီပေါ်နေရင်တော့တမျိုးပါဗျာဆိုတော့ဒါမှန်ချပြီးတော့ဒါ မောင်းတဲ့နေရာတွေမှာမှန်ချပြီးတော့မောင်းဖို့ကိုကျွန်တော်ကအကြံပြုတာပါ။ဒါဆိုရင်ကျွန်မမိပါတွေသဘောပေါက်မယ်လို့မျှော်လင့်ပါတယ်။ဟုတ်ကဲ့ပါ။နောက်ထပ်သတင်းကအရန်ကိုထူကြပါတယ်။ထူကြစမ်းကြဲကိစ္စပါ။နိုင်ငံတော်ကမှဆုံးရှုံးထားတဲ့မြို့ရွာနယ်မြေတွေကိုပြန်လည်တိုက်ခိုက်ရယူပေးနိုင်တဲ့သူတွေကိုယာတူးအကြီးကြီးတွေအပြင်ဘွဲတစိတ်တွေပါချင်းမြင့်သွားမယ်လို့အချမ်းဘတ်ဖတ်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကကြေညာလိုက်ပါတယ်။ ဆိုတော့ဒီသတင်းမကြားဒီကျွန်တော်မတင်ပြခင်မှာကျွန်တော်ပြေးပြီးတော့မြင်တဲ့သူတွေရှိတယ်ဗျာဆိုတော့လက်ရှိအချိန်မှာကျွန်မဖက်စစ်ခွေးရက်ွက်ကလော်ဘီကောင်းတွေအကြောင်မျိုးမင်းတို့လူမျိုးအကြောင်ဆိုးဦးတို့လူမျိုးအပြီးတော့ပါလာဇော်ဘုံဟင်းတို့လူမျိုးအာအကုန်လုံးပေါ့ဗျာပြီးတော့ပါလာသပင်အလေခွေးနဲ့အဒါအရှင်းမှာအဖြူအကြောင်းနှစ်ကြောင်းနဲ့ဆိုတော့အကုန်လုံးပေါ့နော် ပြောပါလိုက်အာဘာခေါင်းပြောင်းနေတဲ့ကောင်တကောင်ရှိသေးတယ်ကျွန်တော်ဒီကောင်นี่ဟိုကျွန်တော်နမေဒီထက်ပြောချင်တော့ဘူးဗျဆိုတော့အဲ့ဒီကောင်นี่ဟိုနော်လက်ရှိပေါ့နော်ပြည်သူစစ်ပဲဖြစ်ဖြစ်ပြီးတော့လုံထိန်မဲ့ဖြစ်ဖြစ်ဗျာသူတို့အင်အားဖွဲ့ပြီးပြီးတော့သူတို့ကိုရှင်းတန်းပို့ရမှာအဲ့ဒီဆုံဆုံးထားတဲ့နေမျိုးတွေကိုအဲ့ဒီကောင်တွေကိုသွားတိုက်ပြီးသွားတိုက်ခိုင်းရမှာပြီးတော့အဲ့ဒီကောင်တွေလည်းပြောနေကြတယ်လက်ရှိကျွန်တော်တို့နိုင်ငံတွင်းထဲမှာရှိတဲ့အမှုပညာရှင်တွေ ီးတော့ကျွန်တော်ဘတ်စစ်ခွေးဘောဖို့ special မနေတဲ့အရုရှားပြန်လိုက်ဘောပြေးမလိုက်အာဘယ်လောက်ကြည့်ပြီးတော့ဗာလဲဥညွတ်ကတာလဲနှစ်ဖူးနဲ့အာငယ်သိန်းနဲ့ထီတော့မဲ့ပုံစံဆိုတော့အဲ့လိုမိသားစုတွေအကုန်လုံးကိုအဲ့ဒီဒါသူရဲ့ပေါ်တော့ဒါဒီစစ်ကြောင်းကြီးမှာထည့်ပြီးတော့ဆုံဆုံထားတဲ့နေမီတွေကိုပြန်လဲအရာယူပေးဖို့လုပ်သိနေလို့ကျွန်တော်ကဒီကနေပြီးတော့အကြံပြုချင်တာ ဆိုတော့ဒါကကျွန်တော်ဒါတကယ်စိတ်ရင်းနဲ့ပြောတာပါ။ဘာဖြစ်လို့လဲဆိုတော့သူတို့ကတကယ်ကိုစိတ်အားထက်သန်နေတဲ့သူတွေလည်းရှိတယ်။ဆိုတော့သူတို့ပြောနေတာတွေကလည်းတကယ်ကိုစိတ်ရင်းမာပြူရတယ်အရင်မြောက်တယ်ဗျာ။ဥပမာဆိုပါစို့ KNU ကျဲကျွန်တော်တို့အဓိကဌာနချုပ်ကြီးတွေကိုခလုတ်လေးတစ်ချက်နှိပ်ပြီးတော့ခွဲဖို့ပြောနေတဲ့အကြောင်းအရာတွေအဲပြီးတော့ကျွန်တော်တို့ဒါတော်လိုင်းရေးတပ်ဖွဲ့ဝင်တွေကိုဘလို့မျိုးစခန်းတွေကိုတိုက်ခိုက်သိမ်းပိုက်ဖို့ ပြီးတော့ကျွန်တော်တို့ရဲ့ drone တွေကိုဘယ်လိုမျိုးသူတို့တွေခုခံဖို့ဒါမျိုးတွေပေါ့ဗျာဆိုတော့သူတို့ပြောတဲ့အပြောဆိုတွေကိုကျွန်တော်တို့တစ်ခါတည်းအမှကျွန်တော်တို့မကြည့်ချင်တော့မှတက်လာတဲ့သတင်းတွေရှိတယ်ဗျာဆိုတော့သူတို့တွေကတကယ်ရည်ချင်းရှိမယ်လို့တော့ကျွန်တော်တို့ညင်မိတယ်ဆိုတော့အဲ့ဒီသူတွေကိုလက်ရှိနိုင်ငံတော်ဟမ်းမှာအာအချမ်းမဖက်စစ်ခွေးဘောကို special မနေတဲ့ကောင်တွေအမှုပညာရှင်တွေရောအပြည့်အမှုပညာရှင်တွေရောအပြည့်ဇက်သပင်ရော အာပြီးတော့ကျွန်တော်တို့အခြားသောအညာရှိပါဗျာ musical တွေပေါ့နော်အာကျွန်တော်မိပါတယ်သိပါတယ်ကျွန်တော်သူတို့တွေကိုအဲ့ဒီစစ်ကြောင်းကြီးထဲမှာထည့်ပြီးတော့ဆုံးဆုံးထားတဲ့နေမီတွေကိုအရာယူပေးဖို့သူတို့တွေလုံးသိနေပြီးတော့လုံးနိုင်တယ်လို့တော့ကျွန်တော်ကမြင်တယ်ဗျာဆိုတော့ကျွန်တော်ရဲ့အမြင်ကိုကျွန်တော်ရဲ့ဒါဗီဒီယိုကိုကြည့်နေတယ်ကျွန်တော်မိပါတယ် comment မှာအကြံပြုပေးပါလုံးနိုင်မယ်ထင်တယ်ဗျာအာဒိန်းတော်လည်းပါနေတာဟုတ်ဒိန်းတော်တို့ ခင်းလိုက်တော့ပါမယ်ထင်တယ်နော်ပြီးတော့ရန်အောင်နဲ့အပေါင်းပါတော့ဥပမာပါဥပမာပါနာမည်တက်ပြောလိုက်လို့မလန့်ပါနဲ့ရှိတယ်မှာကျွန်တော်တို့ကောင်းကောင်းမွန်ထားမှာပါဟုတ်ပြီကျွန်တော်တို့အကြမ်းဖက်ဆရှုံးကောင်ကတော်နိုင်ငံမှာအကြမ်းဖက်ဆရှုံးကောင်ဆိုရဲကောင်တကောင်ပဲရှိတယ်အဲ့ဒါကမင်းအောင်လှိုင်ကျွန်တော်တို့အားလုံးရဲ့ nickname လေးနဲ့မာအာလာဟုတ်ပြီနိုင်ငံတွင်းမှာတည်ငြိမ်အေဂျင့်ရင်းနဲ့ငြိမ်းချမ်းရေးအတွက်အလွန်ရေးကြီးပါကြောင်းနဲ့ တာဝန်ကိုရွရွချွန်ချွန်ထမ်းဆောင်ဖို့လိုအပ်နေပြီဆိုတဲ့အကြောင်းပြီးတော့ခေါင်းဆောင်တွေအနေနဲ့အတက်ကိုဗราဏမထားဘဲနဲ့မိမိရဲ့အတက်ကိုပေးဆက်ပြီးတော့တိုက်ပွဲဝင်ဖို့ပြီးတော့ဆုံးချုံသားတဲ့နေမျိုးကိုအယယူပေးနိုင်တဲ့အထိတိုက်ပွဲတွေကိုပေါ်ဆောင်နိုင်တဲ့စစ်သားတွေနဲ့အရာရှိတွေအပါအဝင်အခြားသောသူတွေကို ထိုက်ထိုက်တန်တန်စုရီချင်းမြင့်သွားမဲ့အပြင်ဘဝနောင်ရေးစိတ်အေးရအောင်လဲစီစဉ်ပေးမယ်ဆိုရက်မလုံးအကြီးကြီးတွေပေးထားပါလေဆိုတော့ဒါမဲ့သူပြောတာလည်းဖြစ်နိုင်နေဗျာဘဝနောင်ရေးစိတ်အေးရအောင်ဆိုတော့သူကနိုင်ရုရှားမှာသွားပြီးတော့စာအုပ်ရောင်းခဲ့တာလည်းကျွန်တော်ရင်မိပါလေအဲတိရှိခဲ့ပြီးဖြစ်ပါလေ ဒါလည်းဘဝနောင်ရေးစိတ်အေးအောင်ပေါ့သူ့ရဲ့နောင်ရေးအတွက်သူကိုတိုက်ဆောက်သွားကြောင်းတာအဖေကဒီမှာပေါ်နေပြီကျွန်တော်ရမိပါဘူးဟုတ်ပြီစုံစုံနားနဲ့နေနေကိုပြန်လဲရယူပေးနိုင်တဲ့အချိန်တိုက်ပွဲတိုက်ခိုက်တိမ်ပိုင်နိုင်တဲ့ခေါင်းဆောင်တွေမိမိအသက်ကိုပါပိဆက်ပြီးတော့တိုက်ပွဲဝင်ဖို့အတွက်တကယ်ဩစစ်ဘုရင်ဖီးကပြောနေတာစစ်ဘုရင်နော်ကျွန်တော်စစ်ဘုရင်ကိုလက်တော်ခဏသုံးလိုက်ပါစစ်ဘုရင်ကြီးက ရရတော့မိကုံးကြီးကိုပြောနေတဲ့အချိန်မှာအဲ့ဒီစကားကိုအောက်မှာနားထောင်နေတဲ့မစူချက်ကကကောင်းပြီတကယ်ကိုတွေးရစူလာမယ်ထင်တယ်ဗျဟာဟုတ်ပြီငါတို့ရဲ့ခေါင်းဆောင်ကတော့ငါတို့တွေကိုထိုက်တန်တဲ့နေရာတွေပေးမယ်ယာဒူးတွေပေးမယ်နောက်ဆုံးဗျာစီးပွားရေးပါလုပ်ပိုင်ခွင့်ပေးမယ်အဲ့တော့ဆုံးဆုံးထားတဲ့နေမီတွေကိုပဲငါတို့ကပြန်လဲတိုက်ခိုက်ရယူပေးုံပဲဘာမှမခက်ဘူးကျွန်တော်ရဲ့မိပါတယ်လွယ်လွယ်လေး ဒါကြောင့်ကျွန်တော်အရှိရမှာပြောတာဟိုဘက်ရက်ကကောင်းပြီးပြီးတော့ဟိုဘက်ရက်ကဘောကိုမှနေတဲ့ကောင်းနေအကုန်လုံးဘာမှမခတ်တဲ့အလုပ်လေးဥပမာဗျာကျွန်တော်တို့ဒါစီဝါရေးလုပ်ကွက်လေးရဖို့အတွက်အမှုပညာသမားစုစင်စာလေးလုပ်ဖို့အတွက်ဆိုတော့အာတချင်းလေးထုတ်ဖို့အတွက်ဟင်ဟော့လောကကကောင်းနေလဲပါတယ်ကျွန်တော်တစ်ခေါက်သတင်းတင်ပြခဲ့ပြီးပြီနော်ဆိုတော့အဲ့ဒီလူငယ်တွေပါအကုန်လုံးဒီခွင့်ရေးကို လက်တော့မခံမင်းနဲ့အရာယူသိတယ်ဒီတိုက်ပွဲမှာဆုံးဆုံးခဲ့တဲ့နေမျိုးတွေဥပမာရှမ်းမြောက်အလားရှုလောက်ကိုင်းဘာမှမခတ်ဘူးလေအသက်ကိုပေးပြီးတော့သွားတိုက်လိုက်ယူမင်းအားလုံးကထိုက်တန်နိုင်ရမှာဒါသူတို့ရဲ့စစ်ရှုံးခေါင်းဆောင်ကြီးကိုယ်တိုင်ပြောနေတာသူတို့ဒီခေါင်းဆောင်ကြီးအမိန့်ကိုသူတို့တွေကျွန်တော်ထင်တာကတော့သူတို့တွေနားထောင်မယ်လက်ခံမယ်လို့ကျွန်တော်မျှော်လင့်နေတယ် ခုနအရှိမကျောင်းသူတို့ရောအရန်ကိုဘုံဒီတက်လာလို့ဟာငါတို့ကောင်းဆောင်ငါတို့ငါတို့အတွက်ထိုက်လိုက်တန်တန်ပြေးမှဖြစ်တယ်ငါတို့ဟာလေငါတို့ရဲ့တက်ကိုဗရဏမထားပဲနဲ့တိုက်ပွဲဝင်ကြရမယ်တိုက်ပွဲဝင်မှဖြစ်မယ်ဒါကြောင့်ကျွန်တော်ပြောတာပါမခက်ပါတိုက်ခိုက်သိမ့်ပိုက်ယုံပါပဲပြီးတော့အာရကတက်တော်အေးအေးတိုက်ခိုက်သိမ့်ပိုက်ခဲ့မြို့ရွာတွေဘာမှမခက်ဘူးသွားတိုက်ပြီးတော့သွားသိမ့်ရယုံပဲပြီးသွားရင်တသက်စားမပုံနဲ့စီးပွားရေးတွေရမှာပြီးသွားရင်ဘွဲတိုက်စိတ်တွေလည်းရအောင်မယ် အော်ပြီးတော့ယာဒူးအကြီးကြီးတွေလည်းကျွန်တော်တို့ရမှာဖြစ်တယ်။ဆိုတော့ကိုယ်နိုင်ငံတွင်းမှာဗျာဘာမဟုတ်တဲ့ဘယ်လိုပြောမလဲနော်ဘောလေးတွေမနေယုံနဲ့အဆင်မပြေဘူးလေ။ဟုတ်တော့ဟုတ်ဒါတော့အဲ့ဒီလုပ်ငန်းကလုပ်ကိုလုပ်ရမှာလုပ်လည်းလုပ်နိုင်ပါတယ်သူတို့တွေအားလုံးကတကယ်ကိုဒါစည်ရေးကျွမ်းကျင်နေတယ်တက်ခတ်ရေးကျွမ်းကျင်နေတယ်ပြီးတော့လက်ရှိလည်းပဲဒါစည်ရေးမှာဖြူရတွေကိုအကွက်ကြကြတိတိချာချာချနေတဲ့အဲဘယ်လိုပြောမလဲစရှုံးခေါင်းဆောင်ထက်တော်တာလွန်နဲ့ အရေးချင်းတွေကိုလည်းကျွန်တော်တို့မကြမကြခဏတွေ့မြင်နေရတဲ့ကြားနေရပြီးဖြစ်ပါတယ်ဗျဟုတ်ပါတယ်အဲ့တော့ကိုတို့ကရွေးကောက်ပွဲမတိုင်ခင်မှာတကယ်ရှိတယ်နော်ကျွန်တော်မြင်ပါရွေးကောက်ပွဲမတိုင်ခင်မှာဆုံးရှုံးထားတဲ့နေပြည်ကိုပြန်လည်ရယူခြင်းလေပြောချင်တာကတော့ရွေးကောက်ပွဲမှာအဲသူဒီနေမြေတွေလည်းထည့်ခြင်းနဲ့ဥပမာရှမ်းမြောက်ကိုလည်းထည့်ခြင်းနဲ့ကျွန်တော်တို့ရခိုင်ကိုလည်းထည့်ခြင်းနဲ့ KIA ကိုလည်းထည့်ခြင်းနဲ့ကချင်ကိုလည်းထည့်ခြင်းနဲ့ပြီးတော့ကရင်ကိုလည်းထည့်ခြင်းနဲ့ ဆိုတော့အကုန်လုံးကိုထည့်ချင်တယ်အဲ့တော့ဆုံးရှုံးထားတဲ့နေမြေတွေကိုအကုန်လုံးသူကပြန်လဲတိုက်ခိုက်သိမ့်ပိုက်ဖို့အတွက်စစ်ဘလူးတွေကိုသူကဖိတ်ခေါ်နေတာစစ်ဘလူးတွေဆိုတော့အချိန်မနှောင်းခင်ဝင်ပြီးတော့နှွဲဖို့ကိုလည်းကျွန်တော်က3ပေးနေခြင်းဖြစ်တယ်ဟိုဘက်ရက်ကွက်ကကောင်းတွေညှို့ညှို့ပေါ့ဗျာဟုတ်ပြီဒီ3နဲ့စက်သေးမှာပဲရှေ့တန်းမှာလင်ပြောက်နေတဲ့သူတွေအကြောင်းကိုလည်းကျွန်တော်နည်းနည်းပြောချင်ပါတယ်အဲ့ဒါကပုံမှန်ဆိုရင်လည်းကျွန်တော်ဒီ3ကိုမပြောတတ်ပါဘူး ဒါပေမဲ့လည်းပဲနိုင်ငံတော်ဆုံးဆုံးထားတဲ့မြို့နယ်တွေကိုပြန်လဲအရယူပေးဖို့မော်တီတွေပေးနေတဲ့အချိန်လည်းဖြစ်နေလို့ဒီသတင်းတွေသွားသတိရမိတာပါရှင်းတယ်မှာလင်းပြောက်နေလို့တိုင်ပတ်နေတဲ့ဘုံမှုတယောက်ရဲ့ကတော်ကျွန်တော်ရဲ့မိဘတွေဆိုရင်ဒါကြည်ပြီးပြီတည်ပြီးပြီလို့တော့ကျွန်တော်မျှော်လင့်တယ်တက်တော့ပေါ်မှာတအားဟောတာသူ့လင်းပြောက်သွားတော့ သူလင်တောက်တာကပြဿနာမဟုတ်ဘူးသေတယ်လို့ပဲသူကိုနိုင်လဲသိတယ်သို့ပေမဲ့သူလင်ပျောက်သွားတယ်သူလင်သေသွားတယ်ဘာမှန်းလဲသူကိုနိုင်မသိပြီးတော့အချမ်းမဖက်စိတ်ခွေးတက်ကလည်းထုတ်ပြန်တာမရှိဒါပေမဲ့လည်းပဲသူကိုဝန်ထမ်းအင်ယာကမောင်းချနေတဲ့တနာစပွဲခွေးမရဖြစ်တဲ့ဘဝလေးကိုကျွန်တော်ကတစရက်သွားသတိရလို့ပါ ဒါကြောင့်လည်းပဲအရှိမစစ်ရှုံးခေါင်းဆောင်မင်းအောင်လှိုင်ကဘဝနောင်ရေးစိတ်အေးဖို့အတွက်ထိုက်တန်တဲ့စုတွေချင်းမြင့်သွားမယ်လို့ challenge တွေမူတည်တွေပေးနေတော့လဲကျွန်တော်တို့ကယုံပေးရမှာပေါ့ဗျာဟုတ်ပါတယ်ဒီကနေ့မှာထပ်မံပြီးတော့သင်ပြเสียတခုကြံပါသေးအဲ့ဒါကတော့တန်ခါနာယက တန်ဃာတော်မှတ်ပုံနဲ့ခိုင်ဆောင်ထားတဲ့ဥစဉ်တွေပါစစ်မှုထမ်းရတော်မဲ့ပုံစံဖြစ်နေပါတယ်ဆိုတော့ဒီဖြစ်စဉ်ကိုတဝဲဗုဒ္ဓတက္ကရကျောင်းစင်လက်ရှိလဲဥစဉ်တပါဖြစ်နေတယ်ပြီးတော့10နှစ်ကျော်ကြာတန်ငန်းဝတ်ထားတဲ့ဆရာတော်တပါးကိုစစ်မှုထမ်းဥပဒေစာရွက်ကြီးရောက်လာပါတယ်ဆိုတော့ရှင်းပါလား ပူစင်းကိုစမှုထမ်းဖို့ခေါ်နေတာပါဒီအပိုင်းတွင်းတွင်းထဲမှာကျွန်တော်မိပါတယ်ဒါတော်လန်ရေးမှာပေါ့နော်နေရောညရော အမြဲတမ်းပေါ့သတင်းတွေကိုလေ့လာတယ်ပြီးတော့ကျွန်တော်ရဲဘော်တွေအကြောင်းကိုဒါမျက်ချင်မပြတ်စောင့်ကြည့်နေတယ်ကျွန်တော်ရင်မိပါတယ်ကြားမှာပါတန်ဃာတော်တွေတောင်မှစမှုထမ်းဖို့ရှိနေတယ်ဆိုတဲ့သတင်းတွေလည်းဒါသူလိုသူလိုထွက်နေပါတယ်စစ်တီအင်အား၅သိန်းဆိုတာကလည်းရှိခဲ့တယ်ပြောခဲ့တာတွေလူတွေကလည်းရှိတာကိုဗျာ ဟုတ်ပါတယ်ဒီကနေ့မှာတော့တသိနဲ့တကွထွက်ပေါ်လာခြင်းဖြစ်ပါတယ်ဆိုတော့ကျွန်တော်ရဲ့ Telegram မှာတော့အဲ့ဒါကိုကျွန်တော်ဒါစင်မူတန်ခေါ်တဲ့စာရွက်လေးကိုကျွန်တော်ရဲ့မိဘတွေကိုတင်ပြပေးပါမယ်ဟုတ်ပြီသူရဲ့ဒါနာမည်ကခင်မောင်ထွန်းဖြစ်ပါတယ်ဒါလူနာမည်ပေါ့ဗျာလူနာမည်ခင်မောင်ထွန်းစင်မူထမ်းဖို့ခေါ်နေတဲ့အကြောင်းပါသူဟာတာနာမပုံတင်လဲရရှိထားပါကြောင်းအဲ့ဒီဦးစင်းကိုနိုင်က ပြောဆိုထားပါတယ်။ဟုတ်ပြီအဲ့ဒီဥစဉ်ကလည်းပြန်ပြီးတော့ပြောပါတယ်။ငါကို ပြောကြတာကငါကိုတော်ကိုစစ်မှုထမ်းခိုင်းမယ်ဆိုရင်နဲ့ကာကျုပ်နေရာပေးရင်တော့စစ်မှုထမ်းမယ်ကွာလို့အကြောင်းပြန်လိုက်ပါကြောင်းကျွန်တော်ရဲ့မိဘတွေကိုတင်ပြရင်းနဲ့ဒီကနေ့ဗီဒီယိုကိုဆုံးသက်ချင်ပါတယ်နောက်လာတဲ့ဗီဒီယိုတွေကိုဒီထက်ပိုကောင်းအောင်ကျွန်တော်ကြိုးစားပေးပါမယ်လည်းနဲ့ဘေးစစ်ဘေးကပ်ဘေးနဲ့ မိမိဘကြောက်နေတယ်ကြောက်ရင်မိဘဖြစ်သူရဲဘော်ရဲဘော်တိုးချင်းစတိုင်းဘေးအပ်နေကဲရှင်းပါတဲ့ကြောင့်လင်းနေတဲ့စတောင်းရှင်းနေကျွန်တော်ရဲဘော်ရှမ်းလေးပါ